ဆရာမန်းလေးမျိုးပေါ်ရောက်လာတာမြမငွေလေး200ကျပ်နဲ့ထမင်းတော်ဝယ်စားလို့မရတဲ့ဘဝနဲ့မန်းလေးမျိုးရောက်ဆရာကြီးဂျွာကနေထွက်လာမန်းလေးမျိုးပေါ်မှာအတိလည်းမရှိပညာလည်းမရှိ မိတ်ဆွေလည်းမရှိအရင်းဤလည်းမရှိဘာလို့ဘာမှမရှိဒါမှမဟုတ်သူအောင်မြင်အောင်လုပ်သွားတယ်ဆရာမန်းလေးမျိုးပေါ်ရောက်လာတာမြမငွေလေး200ကျပ်နဲ့ထမင်းတော်ဝယ်စားလို့မရတဲ့ဘဝနဲ့မန်းလေးမျိုးရောက် ဒါပေမဲ့ तू အောင်မြင်အောင်လုပ်သွားတယ်။ဆယ်စုနဲ့နှစ်ခုအတွင်းမှာ အောင်မြင်တဲ့ကြောက်သမားဖြစ်တယ်။အောင်မြင်တဲ့သင်တန်းဆရာဖြစ်တယ်။ဆရာရဲ့ဘဝတွေကိုတည်တော့ဆရာကိုအားကျ။အဲ့လိုမျိုးခံယူချက်ရှိရှိနဲ့ဒီပညာကိုကျွန်တော်တို့ရအောင်ယူမယ်။ဒီနေ့သင်တန်းလာတတ်တဲ့သင်တန်းသူသင်တန်းသားအားလုံးလိုနေတာပညာတစ်ခုပဲ။အဲ့ဒီပညာကိုကျွန်တော်တို့ဒီ၄ဘက်အတွင်းမှာရအောင်ယူပါ။ လေးလေးစားစားသင်ယူပါ